ါပါတို့ပရမဆုံးကြည့်ရမှာကဟိုမြတ်စွာဘုရားလက်ထက်တုန်းကတော့ပုဗ္ဗံကြီးအကြောင်းဆိုတော့တည်တန်ရှိခဲ့တာပေါ့ဗျာပါပါအဲ့ဒီရှိခဲ့ပြီးတဲ့နောက်မှာတို့တို့အင်္ဂလိပ်ခေရောက်တဲ့ခါကျတော့အဲ့ဒီနေရာကိုတို့ဟာဒီရောက်တယ်မဟုတ်လဲအင်္ဂလိပ်တွေရောက်တယ်တူခေါ်လိုက်တယ်မှန်ပါတူခေါ်လိုက်တဲ့ခါကျတော့အဲ့ဒီနေရာလေးကိုမှတ်တမ်းချက်ထားခဲ့တယ်တန်ဆူကျူးနဲ့မှတ်ခဲ့ပြီအဲ့ဒီနောက်ကျမှခါဒီဘုရားတို့ဟာပေါ့ အိန္ဒိယလွတ်လိုက်ရတယ်အိန္ဒိယလွတ်လိုက်ရတဲ့ခါကျတော့ကိုဇေရဝံကျောင်းလည်းထိမ့်သိမ့်တယ်မှန်ပါထိမ့်သိမ့်တဲ့ခါကျတော့ဇေရဝံကျောင်းမှာနေတဲ့ခုနစာတူဖုန်ကြီးခေါ်နေဆိုရင်အကုန်လုံးဖဲမန်းနေဖဲပလိုက်တယ်ဘုဒ္ဓဘာသာဖြစ်လို့အဲဘုဒ္ဓဘာသာကျတော့မဖဲဘူးဆက်နေပေါ့ဗျာအဲ့လိုနေရတော့ခုဘက်မှာဒီဘက်လိုရှင်းတဲ့ရောက်ခဲ့တယ်မို့လားတောင်တိမြူခေါင်းဆိုတဲ့နေရမှန်ပါအဲ့ဒါအေကူလီမလာစီတူလို့ခေါ်တယ်တွေ့ရပါမှန်ပါတွေ့ပါအဲအဲ့ဒီလိုနေရာထဲမှာပဲ အဲ့ဒီတာဒရန်2500ခေကျော်တဲ့ခါကျတော့အိန္ဒိယဆီဟာကတာဒရန်2500ပြည်ဝဲကျင့်ပါမယ်အဲ့လိုကျင့်ပါတဲ့ခါကျတော့ဒီထဲမှာရှိတဲ့လူတွေကိုလုံးဖယ်ကြားဗုဒ္ဓဘာသာနေရာဖြစ်တယ်ဆိုတော့နေထိုးလိုက်တော့တချို့လူတွေကလည်းထွက်ပြီးတဲ့ခါကျတော့အဲ့ဒီပို့ပိုင်ရင်ကျောင်းနေရာနေရာမှာအင်္ဂလိပ်ဒီမှတ်သားလုပ်ထားတဲ့နေရာမှာဝိုင်းပြီးတော့သူကအိန္ဒိယဆောက်ကြပါမှာမှန်ပါအဲ့ဆောက်တဲ့ခါကျတော့အဲ့ဒီတကယ်အစ်စ်နေရာကဟိုကိုယွာနာမည်ပြောမှာဆိုကန္နဘာလီယွာလို့ဖြစ်သွားပြီ အဲ့ဒီပုံမှန်ရေကြောင်ရွန်ယူတည်ဆောက်ခင်အင်္ဂလိပ်ခင်မှာပဲပုံမှန်ရေကြောင်ရပျက်စီးသွားပြီလူတော့ဘုန်းကြီးတော်မနေဘူးကြောင်းပြက်တည်တော့ရှိတယ်ဒီတောင်းဇီရိုကြောင်းလို့အဲ့ဒီကြောင်းလေးကခဲတွေဖြုတ်ဖြုတ်ပြီးတခါကျတော့ဒီဗနန်းလူမှာပဲဟိန္ဒူဘုန်းကြီးကနေကြောင်းဆောက်တယ်အဲ့ဒီကြောင်းဆောက်တဲ့ခါကျတော့ခဲတွေစစ်လိုက်လို့ရှိရင်တော့ဆင်ခါရာစုနှစ်ကခဲတွေအဲ့ဒီကြောင်းထဲမှာပဲဟိန္ဒူရဲ့ရှုလင်းလို့ခေါ်တဲ့အဲ့ဒီလိန်တန်ပေါ့ဗျာ အဲ့ဒီဖြာကြောင့်ရှင်ဝတ်သိမ့်တာအဲ့ဒါကြီးလည်းခြိတာအဲ့လိုဆောက်ပြီးတော့အဲ့လိုနေတာပေါ့ဗျာရှင်ပြန်တော့ခု15ရာစုဆိုတာဒီအေဒီယိုပြောတာတတ်မအေအေဒီ15ရာစုပေါ့အေဒီ15ရာစုဆိုတော့ဆရာတော်ဒါကဟိုကဘာပဲဘယ်ခေတ်ကပြောင်းဟိုထိမှန်နေသောက်တာအဲ့ဒီသူဟာအင်္ဂလိပ်ဒီ2ဖော်တဲ့ခါကြတော့ဂဲတွေကိုစစ်တယ်အဲ့ဒီခါကျတော့အဲ့ဒီ15ရာစုနေမှာ ဘယ်သူဘယ်သူတွေဖွင့်ပြတယ်ဆိုလို့ရှိရင်တမိုင်းနဲ့ကြည့်မှသိမှာပေါ့မဟုတ်ရင်ကျတော့ဒီလိုလိုဟိုဘုရားဟောတော်မူကအေးအေးဒီမုံနေအေးဒီကဒီဘုဒ္ဓဘာပြုလို့ဘီစီပဲလို့ဘီစီ၆အဆုံးမှာဘီစီကဟိုအရင်ဒီမှာဟုတ်တယ်ဗျာဒီသူပေါ့ပေါ့ကြောက်ဆောင်နေချင်ဘုရားဘုရားနဲ့တက်ဆိုဘီစီပေါ့ဗျာဘုရားနဲ့တက်ဘီစီလေဘီစီ900နဲ့600ဒါပဲဖြစ်ပေါ့ဟိုရှင်ပြမေးတာကဟိုဘုရားဆက်ကဟို ဟိုပုပ္ပယုံเจ้าကဖယားလက်ထံက BC ဆောက်တာဟိန္ဒူဆောက်တာက AD AD ပါပဲဟောဆိုဒီ okay ဆန္ဒဒီမှာကျွန်တော်ဟိန္ဒူနဲ့အေးဘာလဲ။ဒီမှာအေးဟိုပုပ္ပယေကျောင်းထဲမှာရှိတဲ့ကဲဒီ။ Okay ဒီလိုသိချင်တာလေ။ဟုတ်တယ်။အဲ့ဒါမျိုးတို့ဘုရားလက်ထက်ကကျန်တဲ့ Okay လား။မဟုတ်ဘူး။မဟုတ်ဘူး။ Okay ပဲဆိုတာ။900ရာစု600ရာစု9ရာစု9ရာစု15ရာစုရာစုလိုက်ဆောက်တယ်။ ဟိုအတော့ကမင်းခေတုံကမယူတော့ဘူးအဲ့ဒီနောက်မှာဆို900စုမှဆောက်တယ်ခဲနေပြီးတော့ဗါလဲ600စု900စု700စု1500စုအဲ့လို1500စုနဲ့ရောက်တဲ့ခဲဒီနောက်ကြမှာဖြက်ဖြက်ပြီးတော့ဒီမှာသူကဆောက်တာအဲ့ခဲကိုစစ်လိုက်တဲ့က1500စုနဲ့ဖြက်လာကိုဇီလုံးကျောင်းနဲ့ရှင်မြတ်တို့ရောက်ခဲ့တယ်မို့လားအဲ့ဒီကျိုးပဲခဲဒီကအဲ့လဲ1500စုနဲ့တပြိုင်တည်းဆောက်တဲ့ကျောင်းအတော့ကမင်းနိုင်ခဲ့ဘူးပေါ့အတော့ကမင်းလက်ထက်ကနေရာသားရှိတယ်ခဲနေမရှိဘူး တော်ကြီးဂဲဂဲအစ်စ်လည်းမရှိဘူးကြောင်းတင်နဲ့ဟာအတုတွေပေါ့ဗျာဂဲဂဲကပြီးပြီးတတ်တတ်မရှိဘူးအင်္ဂလိပ်တွေမွတ်စလင်တွေရောက်လာပြီးတဲ့ခါကျမှမွတ်စလင်တွေကအုပ်ဖုတ်တဲ့တတ်ပညာတွေနဲ့သူတို့ဆောက်ကြတာအဲဥတ်တယ်အဲ့လိုပါလေမွတ်စလင်မွတ်စလင်ရောက်လာကြတာဒီဟိုကနလန်ဒါဟိုတင်းနေမွတ်စလင်တွေဒီဘာမွတ်စလင်ထားတယ်ဒီမှာလည်းအဲ့လိုပဲတက်ကြတဲ့အခြေအနေပေါ့ဗျာကဲအဲ့ဒီအဲ့ဒီတွေရောက်ပြီးတဲ့ခါကျမှခုနက ရှင်ပြန်တို့ဒီဟိုမြန်မာတွေပြောတယ်တရဖြူကုန်လို့ပြောတာနော်မှန်ပါမှန်ပါကျွန်တော်ကလည်းတရတရကိုင်းကုန်အဲအဲ့အဲ့အဲ့ဒီအပေါ်မှာလည်းရှင်ပြန်တို့တွေ့တဲ့ကခုဖျားကြောင်တွေတွေ့တာမဟုတ်လားမှန်ပါမှန်ကအဲ့ဒီနေရာမြတ်စွာဘုရားကတကုတ်ပြပြီးတော့တဲကိုင်းကိုချတဲ့တကုတ်ပြတဲ့နေရာကိုအတောကမင်းကဇီရီတဲတယ်ဇီရီပြက်ပြီးတဲ့ခါကျတော့အဲ့ဒီပုံမှာဟိုဖះကြောင်ဆောက်တယ်ဆက်ကအဲ့ဒီခုနပုံမှန်ရေးကြောင်နေရာမှာဆောက်တာကတူရာချာဘုန်းကြီးနာမကအဲ့ တရားကောင်းအိုရာကြဟောရာကြတော့ပါပဲမဟာမဟာမဟောအဲဒီမဟာပဲပြောအိုရာကြအဲ့ဒါကိုအဲ့ဒီကြောင့်လည်းပြက်ပြက်ပြီးတဲ့ခါကျတော့ကိုကြီးဖြစ်နေတာဒီဘက်တော့ရောက်တဲ့ခါရောက်တဲ့ခါကျတော့တန်တရာ2500လုံးလာလို့ဖျားမှုတွေပို့တဲ့ခါမှာဒီမှာလာကြည့်လို့ရှိရင်လည်းပဲကိုကြီးပဲဖြစ်နေလို့မြန်မာတွေကလမ်းညွှန်လိုက်တယ်ကိုကြီးကတဲဖြူကုန်ဟိုကတဲဖြူပင်ပေါက်တယ်ဆိုတော့တဲဖြူကုန်လို့နာမည်တွင်းနေကြတယ်ပေါ့ဗျာအဲအဲ့ဒီကိုကြီးကိုဒီဘက်တော့ရောက်ပြီးမှ အိန္ဒိယဟိုဂျပန်နိုင်ငံကနေလာတယ်ဒေါ်လာကျော်တာ86ရောင်းတယ်89 89အဲ့လိုကိုရောင်းတဲ့ခါမှာဇီရိုကျောင်းတော်ကြီးကိုစတန်ပြီးတော့2ဖော်တာပေါ့အဲ့လို2ဖော်တဲ့ခါကျမှအိန္ဒိယရှေ့အောင်ဌာနကနေဒီဥရဂျာဝလည်း2ဖော်ခြင်းနဲ့ဆိုတော့ကုန်မြင့်ကြီးကိုဖြိုလိုက်တယ်ဖြိုလိုက်ပြီးတဲ့ခါကျခုမြင်တွေ့ရတဲ့ခါပေါ့အဲ့ဒါဂျပန်ကတော့မတူဖော်ဘူးအဲ့ဒီအိန္ဒိယဘက်ကလည်း2ဖော်လိုက်တယ်အဲ့ဒီတိုင်းပဲပုပ္ပန်ရေးကျောင်းကိုသူတို့ကပြခြင်းတယ် ဇီရိုအကြောင်းကျတော့ပြုပြင်ပြရတယ်။အဲပုံမှန်ယုံကြောင်းပြရင်တဲ့ခါကျတော့ခုဒီဘက်တော့ပြောတယ်တူရာကျဆိုတော့ဟိန်းတို့ဘုန်းကြီးကဆောက်ထားတဲ့ကြောင်းကိုသူတို့ကပြကြတယ်။အဲပြကြတဲ့ခါအဲ့ဒီမှာစီဝေးရောက်တဲ့ခါကျတော့ဒီဘက်တော့ပြောလိုက်တယ်ခင်ဗျားတို့ပုံမှန်ယုံအကြောင်းကိုတူးကျင်တယ်ဆိုလို့ရှိရင်အစ်စ်အင်္ဂလိပ်ဒီအုတ်ချုပ်တုံးကပုံမှန်ကြောင်းဗနီယာဆိုတာကိုမြေပုံရှိတယ်။ခုခင်ဗျားတို့ဇီရိုကြောင်းတူဖော်တော့လည်းပဲ အင်္ဂလိပ်ဒီကင်တဲ့မြေပုံနဲ့တူဖော်တာဒါကြောင့်အဲ့ဒီအင်္ဂလိပ်ဒီကင်တဲ့မြေပုံကိုကင်ကင်ပြီးတူဖော်မယ်ဆိုလို့ချင်းတူဖော်ကြပါကျွန်တော်သဘောကျတယ်တူဖော်လို့ချင်းကြွားဖယ်ရမယ်ဖယ်ပြီးတဲ့ခါကျတော့အဲ့ဒီနေရာကိုဘယ်လိုတူရမလဲအဲ့လိုသူတော့မတူနိုင်တော့ဒီတိုင်းပဲပြစ်ထားခဲ့တယ်အဲ့ဒီခုနဒီအကြောင်းကိုသူတော့ဆက်လို့တူကျင်တာပေါ့အဲ့အဲ့ဒါတော့ဒီတိုင်းပဲပြစ်ထားခဲ့တယ်အဲ့လိုပြစ်ထားပြီးတဲ့နောက်ကျမှအိန္ဒိယမျိုးသားတယောက်ကနေဗုဒ္ဓဘာသာဖြစ်တယ် ဘုရားဘာသာဖြစ်ပြီးတဲ့ခါကျတော့အဲ့ဒီကျောင်းသားမှကတ်ပြီးတဲ့ခါကျတော့တော်ရခါဆောက်တာပေါ့ဘုရားဘာသာကျောင်းဆိုကတ်ဆောက်တာကွာခေတူကျောင်းကြီးနေဟုတ်မှန်မှန်ကတ်ဆောက်တာအဲ့ဒီခါတုန်းကဒီလိုဟာပြောတယ်မီဒီယာကကတို့ဘုရားဘာသာကျောင်းလည်းမဟုတ်ဘူးဟိန္ဒူတွေကျောင်းတော့ရှင်းအောင်ဌာနတကယ်ဝင်တော်ရှင်းအောင်ဌာနကတော့မယူတော့ဘူးလေရှင်းအောင်ဌာနကမဆိုင်တော့ဘူးသူကဘယ်သူမှအဲ့လိုနဲ့သူကသူနေတာပေါ့ဗျာအဲ့လိုနေရင်လည်းသူကမှန်မှန်ကန်ကန်မနေဘူး အဲဒီမျိုးသမီးတယောက်နဲ့ဖြစ်လို့ကိုအဲ့ဒီမျိုးသမီးဖြစ်တာကိုဒီပလိကနေဆွဲပြီးတဲ့ခါကျတော့ဒီဘုရားဗုဒ္ဓဘာသာရှင်နာမည်ပြတ်မှဆိုတော့သူကတရင်နဲ့မထဲတော့အဲ့ဒီဘုန်းကြီးကိုပဲတင်ထုတ်လိုက်တော့အဲအဲ့ဒီဘုန်းကြီးကသူ့ပြော ဘုရားဘုရားဘာသာဟိန္ဒူတယောက်ကနေဘုရားဘာသာဖြစ်လာတယ်ဆိုတာဟိန္ဒူတယောက်ကနေဘုရားဘာသာဝင်ရောဝင်လာတော့ဘုန်းကြီးဒီကျိုးလို့ဒီအဲဘုရားဘာသာဝင်တာဒီတော့သီရိတင်္ဂအကြောင်းရှိတယ်ဟုတ်ပြီလောကီကဒီလိုဒီဘာဖြစ်ဝင်လာတာပေါ့ဟုတ်တယ်အိန္ဒိယမှာအဲဝင်ပြီးတဲ့ခါကျတော့အဲ့ဒီခုနကအဲ့တော့ကတ်ဆောက်ပြီးတော့ကြောင်းကြောင်းတို့ကြောင်းမှာဟိန္ဒူဟိန္ဒူဘုန်းကြီးကမရှိတော့ဘူးအဲ့ပုံမှန်ကြောင်းကြီးကတော့ရှိနေတယ်ဟုတ် အဲအဲ့နာကပ်ပြီးတော့ဘုရားပဒံကြောင်းဆောင်ရောကြောင်းနေဆရာတော့ဗောအကြောင်းနေဆရာဆောင်ပြီးတခါကသူကဆိုင်းပုတ်နေရေးတယ်အဲ့ဒီဒီဘုရားဒီလမ်းပေးမှာပို့ပိုင်ရေးကြောင်းတော့ပို့ပိုင်ရေးကြောင်းတော့ရေးတယ်အဲသွားကျင်တဲ့လူကသွားကြတော့သွားကြည့်ကြတော့ခုနကပဲရေးထားတယ်တချို့ပို့ပိုင်ရေးကြောင်းသွားမလားသူကြည့်တယ်ကြည့်တဲ့ခါအဲ့ဒီကြောင်းကိုသွားကြည့်ကြတာအဲ့ဒီကြည့်ကြတဲ့ခါကျတော့ကနှမျိုးရှိတာဗောဗျာဒီဘုရားတို့အဲ့ဒီနာရှင်ရွာသားတွေက ဒီဘုရားဘာသာလို့မကြိုက်ဘူးသွားနေတော့အဲ့ဒီဟိန္ဒူဘုန်းကြီးဘုန်းကြီးကျောင်းမှာကိုသွားလို့ရှင်ဘုရားဘာသာလည်းလွတ်ပြီးတော့ယူလိုက်တယ်တော့သူတို့ထဲအဲ့ဒီခုနရှင်ပြည်သားဟိန္ဒူကျောင်းတွေပြန်ပြန်ရှင်ပြည်သားကျောင်းကြီးကိုဘုရားဘာသာဘုန်းကြီးကတ်ပြီးတဲ့ခါကျတော့သူကကျောင်းဆောင်တော့အဲ့ဒီနာမှာလာကြည့်တာလေဒါဘုန်းဘာကျောင်းကြီးပေါ့ဘုရားပုတ်ပိုင်ကျောင်းကြီးပေါ့ဟာသူကလည်းညှို့ထုတ်ပြတယ်ညှို့ထုတ်ပြတာပေါ့ သူဆောင်းတဲ့အကြောင်းကိုပုပ်ပိုင်အကြောင်းမပြောဘဲနဲ့ဟေလူဖျားကြောင်းကြီးကိုပုပ်ပိုင်အကြောင်းကိုပြောတာမဟုတ်မသိတဲ့လူကအဲ့ဒါကိုပဲပုပ်ပိုင်အကြောင်းဆိုပြီးတော့တွန့်တွန့်ကြည့်ကြတာကိုအဲ့တော့မဟန်ကြီးကဘာမရှိတော့ဘူးမဟန်ဆက်ကမရှိတော့သူကနှင်ထုတ်လိုက်တာနဲ့ရှောင်းထဏာဟုတ်ပါဘူးဟိုရှောင်းရှောင်းထဏာထိမ့်သိမ့်မဲ့ချိန်မှာမရှိတော့ဘူးဟုတ်တော့ဒါဆိုဇေရအဲ့ဒီဖျားမှုတော်တော်များများကလည်းအဲ့ဒီပုပ်ပိုင်အကြောင်း ဟိုအတုပေါ့လေအဲ့ဒါကိုလည်းတချို့သွားနေကြတယ်ဆိုရတော့ပုပ္ပါရဆိုပြီးတော့သွားနေကြတယ်ဆိုတော့ခုနကလူတွေကပြိုင်းနေကြတာသူ့ဖွယ်ဟာပုံမှန်ကြောင်လိုက်ပုံတယ်ငါတို့ကြောင်လိုက်ပုံတယ်ဆိုတော့အဲ့ပုပ္ပါရပါတယ်ပေါ့ပုပ္ပါရခေးစင်ပါတယ်ဒါဆိုပုပ္ပါရပုံမှန်ကြောင်ယူပါဖြစ်ပါရပေါ့ပုပ္ပါရကြောင်ကယူပါဖြစ်ပါပြီအဲ့ဒီနေရာဘာလို့ဆိုတော့ဒါဆိုပုပ္ပါရဒီအိန္ဒိယရှိဟိုမှာကြည့်ရင်တော့ဒီဟိုရှိမှာပေါ့ ခြံခတ်ထားတဲ့နေရာမျိုးအတိုင်းကတော့ပြီးပြီ။အဲ့ခြံခတ်ထားတဲ့နေရာလေးကိုခုအဲ့ခြံခတ်တဲ့တန်ဆူကျိုးကိုလည်းဖြုတ်လိုက်ပြီ။ဖြုတ်ပါပြီ။အဲ့အဲ့ဒီနာမှာသူကအဲ့နဲ့ဆက်တဲ့လူတော်တော်အိန္ဒိယဆိုရအောင်လောက်မရပါဘူး။ဒါဆိုရခုသာပြီးတော့မရဘူး။ကိုဟိန္ဒူတွေရဲ့ဘုရားကျောင်းကိုဟိုပုပ္ပယုံတို့အတ္တမတ်သူတို့ကအတ္တမတ်တယ်ပေါ့ဗျာ။အတ္တမတ်တဲ့ဟာကိုခု တို့ရောက်မှလည်းမို့ဒီခုဘုရားဘာသာရေးခရီးကနေတူတူသမားတွေကကုမ္ပဏီတွေကတတ်မှတ်လာပါဘူး။ကုမ္ပဏီကဘုန်းကြီးကကုမ္ပဏီကတတ်မှတ်ဒီရတာဘုန်းကြီးတိဘတော်ပြောမယ်ခုထိမ့်သိမ့်ဌာနကတူရစင်ဌာနဖြစ်နေတယ်။အဲ့တူရစင်ဌာနကပုံမှန်ရုံကြောင့်ပြကျင်တယ်။ဩပြကျင်တဲ့ခါကျတော့ပုံမှန်ရုံကြောင့်အစ်စ်မဟုတ်ဘူးဆိုတာသိသွားတယ်။ဩမှန်ပါဘူး။တိဘတော်ဒီမှာအိန္ဒိယဆွေရကခလုံးပေါ့ဗျာ။တိဘတော်တို့ကလိုက်မပို့ဘူး။ အဲ့ဒီခုနထိုင်းနေတဲ့ဖူးရနော်မှန်ပါဒီမှာစီဝေလုံးတဲ့ခါကျတော့အိန္ဒိယမှာဒီဘက်တော့ဒီမှာတခုဖြစ်တယ်ဆိုရင်စီဝေလုံးတယ်စီဝေလုံးတဲ့ခါကျတော့ဒီဘက်တော့ကစီဝေတော့တက်မယ်ထားပြီးတဲ့ခါကျတော့ဒီဘက်တော့မင်းကုန်းပြောတာလို့ဘာလို့ဒီဘက်တော့မလုပ်ဘူးနှစ်ခုရှိတယ်ပေါ့ဗျာတခုကဒီဘက်တော့နိုင်ငံရေးပါမှာဆိုလို့အဲ့ဒီဒီခွာရကူကဒီဘက်တော့ထင်းသေးတဲ့ပုဂ္ဂိုလ်ကရှင်ပြအဲ့မင်းဟောပြလို့ရှင်ခန္ဓာပွဲဒီမှာဆိုလို့ချင်းဘုရားဘာသာကျောင်းနေမပြောပါနဲ့အဲ့တော့ဒီဘက်တော့ ြောရင်တဲ့ဟာကိုတို့တော့မပြောဘူးစာနဲ့ရင်းပြီးတဲ့ခါကျတော့အဲ့ခုနတွင်းကြီးမို့ခင်ဗျားတို့မိကြံပြောတော့ဒေဝကတို့တော့အဲ့ဒီခုနပုံမှန်ကြောင်စုတဲ့ဖုန်ကြီးကနေတော့စောင်းတည်ရေးတယ်မှန်ပါရေးပြီးတဲ့ခါအဲ့စီဝေးမှာအဲ့ဒီဒီကသက်ဆိုင်ရဲ့ချက်ရာရှိကိုတို့ပြောတယ်ဘာပြောလို့ဆိုတော့အဲ့ဒီနေရာကိုပုံမှန်ကြောင်ဖြစ်ပါတယ်ဆိုတာကိုလမ်းနေဖောက်ပြီးတဲ့ခါကျတော့ဖျားမှုတွေရောက်ဘူးရအဆူအနေနဲ့စီရင်ပေးပါအဲ့လိုလုပ်တယ်နော်အိမ်ဆွာကဒီလိုလာဆက်တယ်မေးတယ်လေ ပို့ပိုင်ကြောင်းစစ်လာလို့သူဒီဘုရားကစိတ်မဟုတ်ဘူးလို့မင်းလို့ချင်တယ်ဆိုလို့ချင်အဲ့ဒီခါကင်လို့ဆိုတော့အဲ့ဒါကိုခုနအဲ့ဒီဖုံရနေဒီเจ้าကိုအဲဒီဘုရားကသူ့ကိုခါလို့တယ်ပေါ့ပါတော့မနေစီခြင်းဘူးတိုက်တယ်ပေါ့ဗျာအဲ့လိုလေမင်းကဒီဘုရားကမတိုက်ဘူးသူ့ဝင်စပ်ပရမဝင်ပေတော့ငါကိုယ်တန်းတော့ဝင်မပေဘူးမင်းသွားကျင်တယ်ဆိုလို့ချင်တော့တိရိငါเจ้าတိမိเจ้าလို့ဝင်ဆိုတော့ဝင်တယ်နော်ဒီဘုရားအဲ့ဒီမင်း တကယ်တရားလို့အထုတ်ခြင်းလဲဆိုလို့ချင်းတမတော်ကိုင်ငါကြီးရှိတယ်ဝိပဿနာတရားတွေထိုင်စံပရမတော်အလိုသူကရှောက်လောက်တာပဲသူကသူလူရီယာဖွင့်ပြီးတော့ဟန်ကြမလားနောက်ကြမှာဖောက်တာပေါ့ဖောက်တာပေါ့ကိုအိတရားမှာဒီလိုရှိတယ်ဗျာရှင်ပြလို့ကြည့်မယ်ဆိုလို့ချင်းတမတော်ကဟေတူဖုန်းကြီးတည်ရှိတယ်မဟုတ်လားဟေတူဖုန်းကြီးတည်ကသူကဖုန်းကြီးကိုကမိမနဲ့သူတို့နေလို့ရတာကိုအဲ့ဒီတိုင်းမှာခုဒီမှာရှိတဲ့ဖုန်းကြီးကများတော့အပြင် ဘုရားဝါသာဘုန်းကြီးကလည်းမိမတွေနဲ့နေကြတယ်။အဲလိုအဲလိုနေကြတာအဲ့ဒါလေးပြတ်တယ်လောက်ကလေးကပြတ်တယ်အဲ့လိုပေါ်နေကြ။ဟုတ်ပါဆိုရင်ဒီအတိုင်းပါ။အဲ့ဒီပုပ္ပောင်အကြောင်းကိုတော့တပည့်တော်တို့ဒီအိန္ဒိယဆီအောင်သူတည်နာဌာနတော့ဆရာတော့အတိမတ်တော့မပြူဘူးပေါ့ဗျ။ခုဟာကအေရီးယားဆိုရတဲ့အတိမတ်မပြူဘူး။ရှီအောင်ဌာနလည်းအတိမတ်ပဲ။အတိမတ်ခုတိုးရစင်ဌာနလည်းအတိမတ်မပြူဘူး။ဟုတ်မှန်ပါပဲ။တို့ရတော့မှတ်တမ်းရှိနေတာ။မှန်ပါဆရာ။အဲ့ဒီမှတ်တမ်းရှိနေတယ်တွားကျင်တယ်ဆိုလို့ချင်း တကယ်ဖို့ရင်လည်းဆိုလို့ကျရင်အဲ့ဒီခါမို့ခုခါကြည့်လေရှင်မင်းတင်ကတဲ့ရောက်တယ်မို့လားမှန်ပါဗျာတင်ကတဲ့ရောက်တယ်တင်ကတဲ့ကုန်းကြီးပုံမှာလေမှန်ပါဗျာဟိုဖုန်းကြီးရှိတယ်မှန်ပါဖိန်သူကြောင်းကြီးလည်းရှိတယ်ဟုတ်တယ်အဲ့ဒါကြီးကမဖင်နိုင်ဘူးလေမှန်ပါအဲ့ဒါရှင်နောက်တစ်ခါအဲ့ဒီဟောကဟိုခုကြည့်လိုက်တာဘာလို့ဆိုတော့ဟိုအဲ့ဒါရခိုင်နေဒီမှာလည်းရခိုင်ကျောင်းပေါ်လာတော့ပူဆူးသွားတော့ဖျောင်းဖွဲ့တွေကရခိုင်တွေကနေသူကလိုက်ပြတာများတယ် 哦，看到他拍出来就看。那你们拍，阿弟们来布的布的，对吧？底下他妈拍的对面阿弟个，对不啦？你讲对的，阿妈那边有，哎，布布的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 ，哎，阿弟们多阿哥也来表演了。阿弟来表演，你对不啦？多阿弟 LOP 来讲。哦，多阿哥好多阿弟了。嗯。嗯。阿罗，现在你布的讲。 နေရာရှိတယ်ဘယ်သူနေရာရှိလဲဆိုတော့ကိုတော့ဟိန္ဒူတွေခွဲပြတဲ့နေရာဟိန္ဒူတွေကသူတို့ကဟိုဘယ်လိုပြောလဲဆိုလို့ချင်းလားပြီးတော့လှူတာကိုသူကလှူချင်တာဟုတ်ရှုံးပါဘူးအဲဘောရိုးတော့ယုံကြည်မှုနဲ့တော့တော်ပါဘူးယုံကြည်မှုနဲ့လိန်စားမှုတော့ပါခင်ဗျာကိုယ်ကပဲအဲ့ဒီပုံမှန်ရေးကြောင့်ဆိုတာဖွာပြတာပုံမှန်ရေးကြောင့်ပြပြတဲ့ခါကျတော့ तू ကလိန်စားတယ်လိန်စားမှာဟုတ်တယ်ညာစားတယ်ဩဒါကဒီမှာတော်တော့ရောက်ကတော့တပတ်မှမရှိဘူး ဒါပေမဲ့သင်္ကန်းဝတ်ပြီးတဲ့ခါကျတော့အဲ့ဒီမှာစပရမဝတ်ပြီးတာကွန်လူဒီဟာတိခိယရမဘယ်လိုနေရမလဲဆိုတာအဲ့လိုဝတ်ပြီးတယ်နေအဲ့ဒီနောက်ပိုင်းကျတော့အကြောင်းတစ်ခုရှိတယ်ဒါပေမဲ့ဝတ်ပြီးတယ်ဆိုလို့ချင်းအဲ့ဒီဝတ်ပြီးတဲ့ကလေးကိုအကုန်လုံးတောင်းယူရမှာချစ်ပြတော့ခု ခရစ်ယာန်တို့မွတ်စလင်တို့ရှိတယ်မို့လားသူတို့တဲ့ဝင်နေဆိုလို့ချင်းအကုန်လုံးနောက်ကနေထောက်ပံ့ခြင်းတွေလုပ်ပြရတာဒါပေမဲ့ဘုရားမှာအဲ့လုပ်ထားတာမရှိဘူးအဲ့ဒီမရှိတဲ့ခါကျတော့ဒါပေမဲ့ကျတော့ နိုင်ငံသားသားလည်းမတွေ့တော့အဲ့ဒါကြောင့်မတို့တော့တောင်းမှာအရင်တော့မွေးထားတဲ့ကလေးတွေကိုငါလည်းမဆင်တော့ဘူးဆိုတော့တို့တော့အကုန်လုံးတေဝင်နှင်ထုတ်ထားလာတယ်ခုမထားတော့အဲ့လိုအဲ့ဒီသုံးယောက်ထားလဲအဲ့ဒီသုံးပါးကရမ်းဖြစ်သွားတယ်တို့ကဒီမှာမနေဘူးဆိုတော့တို့ဟိုဘက်မရောက်ခုလူမြန်တက်နှစ်ယောက်ကတော့လူထွက်သွားလို့မသိနဲ့အိန္ဒိယသားတွေဗုဒ္ဓဘာသာဘုန်းတော်ကြီးဝတ်တာတော်တော်များများတော့ဆရာတော့အားရစရာမရှိဘူးပေါ့ မမအလေးအရာရအောင်ရှင်ဒိုးရလို့ပါတက်ကုံမှာခုတပါတော့ရှိတာပေါ့လေအမေတော့မတော့ဘယ်လိုမမလာမတော့ရကိုင်းမို့မတန်နေတာပေါ့အဲတက်ကုံမှာဆန္ဒဟိုပြန်ပြန်တယ်ပုံတပါတော့ရှိတယ်သူကတော့အကုန်လုံးဟိုဘိုးဘုရားဗဒလေးလာနောက်တစ်ခုရှိတာကဒီဘုရားတို့မြတ်စွာဘုရားဖွဲ့စေတာကဘိက္ခုဘိက္ခုနီမှန်ပါဥပဒကဥပဒိကလေးခုနော်မှန်ပါဗမာပြည်မှာကတန်ခတ်ဖွဲ့ပဲရှိတယ်ဘိက္ခုနီတောင်မှမထားတော့ ကိုမာယာနာတွေကဘိက္ခုနီထားတယ်အဲ့မာယာနာတွေကဘိက္ခုနီမှမရှိရပဲနဲ့ဟုတ်တယ်သူတို့ယူတာဘာလို့ဆိုတော့ body sattva ဆိုတာရှိတယ်အဲ့ body sattva တိတ္တရရဲ့အယူကယူတာဘုရားရဲ့အယူအယူမဟုတ်ဘူးမဟုတ်ဘူးအဲ့ body sattva မှာအဲ့မှာတိတ္တရကမိမနဲ့နေသလိုအဲ့မိမနဲ့နေတဲ့ခိုင်းကရှိနာယနာခိုင်းတမပါပဲအဲ့မိမနဲ့မနေတဲ့ခိုင်းက ဘုရားခိုင်းမဟာယာနခိုင်းအဲ့ဒီမဟာယာနခိုင်းနေမှာပဲသူကတိုင်းမဲ့သူကဗုဒ္ဓဘာသာဆိုပြီးတော့အဲ့ဒီဟာဒီကိုကြတော့ဟိုတိလရှင်ပေါ့ဒီဘုရားကတိလရှင်သူတို့ကဘာလို့ဘိတ်ခုဘိတ်ခုအဲ့လိုဖြစ်လာအဲ့ဒါကိုဒီဘုရားဒီရောက်လာတဲ့ကဒလမ်းမြောက်မှာဒီမှာရောက်လာတယ်ရောက်လာတော့အဲ့ဒီခွာမှာစီဝဲလုံးတယ်ဒီဘုရားတော့မတက်ဖြစ်ဘူးအဲရှင်မလို့သိတာဥပဝရဓမ္မဆိုတာဥပဝရဝန်တဆိုတာလေဒီဒီအိန္ဒိယမှာသူကနန္ဒတမှာနေပြီးတော့ အဲဟိုတန်တော်ကြောင့်နဲ့မှာလေကျေးဇူးတို့ထေရဝါဒမှာဘာမှမလုပ်ကတိကတော်လောက်လက်တည်တယ်ဟုတ်ပြီဥပ္ပါကဘာချုပ်ပြအဲဘာချုပ်လားအဲဘာချုပ်ဖြစ်လာတယ်ဟုတ်တယ်တတော့အဲအဲ့ဒီသူကတော့သွားတက်တယ်အဲ့ဒီချိန်ခါမှာပဲခုနဟိုဒရိုင်းနမကိုပြောတာပေါ့ငငချမ်းသားမျိုးသမီးတွေအကုန်လုံးသူတို့ကိုဘေကုဏီမလို့ကြီးညာပေးပါပေါ့နော်သူဒရိုင်းနမကိုသူကဖျားလို့သူကတတ်မှတ်တတ်မှတ်အဲ့မှာငါဖျားမဟုတ်ဘူး မတမနောတကထေရဝါဒတွေကလက်ခံတယ်ဆိုလို့ချင်းငါကြီးညာပြီးမယ်အဲ့တော့အဲ့ဒီဟာနဲ့အဲ့ဒီစိတ်မှမကြီးညာဘူးအဲ့ဒီမကြီးညာတဲ့အခါမှာအဲ့ဒီခုနသရုပ်မသရုပ်ဘေကုနီမှာဖြစ်တယ်ဆိုတော့လိုက်ကြတဲ့ခါကျတော့ထိုင်းနိုင်ငံတောင်မလိုက်သွားသေးဘူးတိရစ္ဆာန်ကလည်းလိုက်သွားတယ်တိုက်ရတယ်မြန်မာနိုင်ငံကလည်းလိုက်ခွရာမြို့သမီးခွာလို့လိုက်သေးတယ်အမေရိကန်အမေရိကန်မှာကြောက်သွားပြီးတော့ဒီမှာလူထွက်ပြီးတော့ရောက်ရရသွားတယ် ုရှင်မလို့သိလားဟိုဟိုကမှအင်းဘူဂျုံမူတန်ချွန်နေကြောင်းဆောင်ပြီတာအော်ဒီဟိုမော်မော်လီနီအဲ့ဒီမော်လီနီဒီဘက်ကဒီဘက်နဲ့တွေ့တာပြောရင်နေတော့ဘေကူနီမှာနေနေဘေကူနီမှာဆိုတော့တကယ်တိလို့လားဘယ်လိုလဲဆိုတော့တမိုင်းကြောင်းနေပြောင်းပြလိုက်ကကြမှာသူကအဲ့ဒါလွတ်သွားတာ လှုပ်ပြီးလဲခံမှာအဲ့ဒီသူလိုက်ချင်ပေါ့ဗျာသူသူသူလဲအစပရမဘုက္ခုနာတိုက်တိုက်ပေါ့ဖြာရှိနေဒီဘင်္ဂါကဘုံကြီးအဲ့ဒီမရှိဘူးဝိပဿနာမရှိဘူးအမှန်အဲ့ပရိယစွာလောက်ပဲရှိတာနောက်ဒီဒီမှာဒီဘုရားတို့အရှင်ဘုရားတို့တော့အနန္တဘောဓိနော်အမှန်ပဲအဲ့ဒါအစစ်ပြောမယ်ဆိုရင်ခုဒီဘုရားတို့မြန်မာကျောင်းဟောင်းကဇီရိုကျောင်းပေါ့မှာတမန်တွေ့တယ်ခင်ဗျနော်မဟုတ်ဘူးအဲ့ဒီတောင်ပန်းလေးမှာ ခုမိုးမိုးလေးတမင်တောင်ရှိသေးတယ်မှန်ပါစင်မအဲ့ဒီနေရာကအာနန္ဒဘောဓိအစစ်ဩဒါတခုတပည့်တော်ဇေတဝင်တွဲကအဲ့ဒါအချင်းပါအဲ့ဟိုမျိုးဆက်မှန်တယ်လို့ပြောမှာပေါ့ဗျာဒီဒီလေးကနေရာမဟုတ်ဘူးအော်မှန်ပါဘာလို့တော့ဖျားလက်ထက်တုန်းကလာပြီးတော့ဖျားလက်ဘုရားခံကြတော့ကျောင်းထဲဖျားမရှိဘူးဆိုတဲ့နဲ့ပြင်ဘက်ကိုတန်နေဖြစ်ဖြစ်တာပဲတန်နေဖြစ်ဖြစ်တာအဲ့ဒါကြောင့်မို့ ဒီမြတ်ညီတော်အနန္ဒာကမြတ်စွာဘုရားရှောက်တဲ့ခါကျတော့မြတ်စွာဘုရားကငါမရှိတဲ့ခါဘောဓိကိုပူဇော်ဖို့တရားပူဇော်ခိုင်းတာအဲ့တရားကမရှိတော့ဘောဓိအမိရတဲ့ညောင်မင်းကိုစိုက်တဲ့ခါကျတော့ကြောင်းပြင်ဘက်မှာစိုက်တာအဲ့ဒါအမှန်ဒါပေမဲ့အင်္ဂလိပ်ခေရောက်တဲ့ခါကျတော့အကုန်လုံးတန်တဲ့ပစ္စည်းပြီးတဲ့ခါကျတော့ဇေတုကြောင်းကြီးကလည်းဘာလို့စီဝိုင်းမရှိတော့လို့လေမှန်ပါဘူးထဲမှာပဲပေါ်တယ်အဲ့ဒီအချိန်ကမှအင်္ဂလိပ်တွေကတူးဖို့တယ်ဝင်လာတဲ့အဲ့ဒီတူးဖို့တဲ့ခါမှာ ဒီဘက်တော့လေမန်နီယာဘယ်သူပါတော့ဆိုတော့တင်းတင်းငါတွေလည်းပါတယ်မြန်မာတွေလည်းပါတယ်ဒီမှာဒီဘက်တော့တမိုင်းဖက်ကမြန်မာ300တောင်ပါနေတယ်အဲ့ဒီ24တဲ့ခါကျမှအဲ့ဒီ24တော့တင်းတင်းငါတွေကဆွမ်းတော့ဒီအပင်ကဟောပေါ့အာနန္ဒဘောဒီဆိုတော့သူတို့ရှိတာအာနန္ဒဘောဒီမဟုတ်ဘူးနာသမိတ်ဘောဒီနာသမိတ်ကဲဒါတော့အရင်ကဒီဘက်တော့ကြောက်တဲ့ခါကျတော့86ရောက်လဲ89 87 89ဂျပန်ကဒီမှာစတူပေါ်လဲအဲ့ဒီတူပေါ်တဲ့ခါကျတော့အဲ့ဒီအเจ้าနေနဲ့ ခုရှင်ပြတို့သွားတဲ့ခါကျတော့အုတ်ခဲတွေကခိုင်မြတ်သွားတာနော်ဥရမအဲ့လိုမဟုတ်ဘူးတို့ဒီမှာရောက်သူမှရှိတယ်အုတ်ခဲတွေကိုဒီလိုအမှုန့်လေးတက်ရစီကခြေရစီကခြေပြတဲ့ခါကျမှလက်ပြီးတော့အဒီလုံတဲ့ခါကျတော့မိုးလဲရွာလို့ချင်းအုတ်ခဲတွေကကြောက်ကြအောင်ပြက်ကုန်တယ်အဲ့ဒါကိုခင်ဗျားတို့ခံအောင်လုပ်ပါလို့အဲခင်ဗျားတို့ကန့်ကွက်မှဘယ်သူမှမကန့်ကွက်ဘူးလို့လို့အဲ့ဒါကြောင့်မခုပြန်လို့တဲ့ခါကျတော့စီရမင်ထည့်ပြီးတော့လုံလို့အရင်အကျိုးပဲခဲတွေကောင်းသွားတယ်ပေါ့ဗျာအဲ့အဲ့ဒါတစ်ခုပေါ့ဗျာ အဲအဲ့ဒီမှာနေသူတို့ကအသည့်ပြန်ပြီးတော့ဆောက်မယ်ဆိုပြီးတဲ့ခါကျတော့အဲ့ခုနအနာတမီဘော်ဒီဆိုတဲ့ဆိုင်းဘူးရုပ်ဖြုတ်ဖြုတ်ပြီးတော့ရေးတဲ့ခါကျတော့သူတို့ကဒါအနာတမီဘော်ဒီမဟုတ်ဘူးအနန္တဘော်ဒီဆိုတာရှင်းပြလိုက်တယ်အဲ့ဒီရှင်းပြတဲ့ခါသူတို့ကမဟုတ်ဘူးအဲ့ဒီမှာတိတိကဘုရားလာလာပြီးခါကျတော့မင်းကဘာလို့ပြောလဲအဲ့ဒီတိတိကဘုရားဘွဲ့နာမကဥနာယတရသူကနေအင်္ဂလိပ်လိုရေးထားတယ်ကလင်္ကဇတ်တော်အဲ့ဒါကိုသူတို့ပြောတယ်ဒီမှာကလင်္ကဇတ်တော်ထဲမှာအနန္တဘော်ဒီလို့ရေးထားတာရှိတယ် ဒါကြောင့်ဒီဟာကိုရေးလို့ရှိရင်အာနန္ဒဘောဓိလို့ရေးပါနတ်သမီးဘောဓိလို့မရှိပါနဲ့ဆိုတော့အဲ့ဒီမှာတင်သူတို့ကဘာလို့လို့ဆိုတော့နတ်သမီးဘောဓိလည်းမရှိနဲ့အာနန္ဒဘောဓိလည်းဆိုင်ဖို့မရှိနဲ့ဆိုတော့အဲ့ဒီမှာဖြစ်ဆိုင်ဖို့မတင်တော့ဘူးဒါပေမဲ့အဲ့ရှောင်းဌာနကခုခလေးရေးထားလို့ရှိရင်အာနန္ဒဘောဓိခုသူတို့တိရိငါတွေအကုန်လုံးကအနန္ဒမီဘောဓိမို့လို့အာနန္ဒဘောဓိနဲ့ဖြစ်သွားတယ်အဲ့ဒါအဲ့လိုပဲဗျာရှင်းပြလောက်ရှိတယ် ဟုတ်စစ်တော်စစ်စစ်လူကြောင့်တော့တယ်မှာဒါပေမဲ့အဲ့ဒီဘုရားကရာလို့ဒီနာအကြောင်းဆောင်လည်းရှိတယ်ဟိုဒီပင်ကလည်းထူးထူးခြားခြားဖြစ်နေတယ်ဆိုတော့ဒီအပင်ကိုပဲသူတို့ဟွာလွတ်တာပေါ့ဗျာအန္တနာဘောဒီဆိုတော့ယုံကြည်ပြီးတော့ရှင်းပြကြတာပေါ့ဗျာအဲဒီဘုရားရောက်ခစားတော့ငါလည်းပဲအဲဇေရုံကျောင်းနဲ့သွားပြီးတဲ့ခါကျတော့ဒီဟွာလေးဟိုတုန်းကတော့ယုတ်ဖတ်တာလည်းပေါ့ဗျာအလွတ်ပေါ့ဗျာအဲယုတ်ယုတ်ဖတ်ဖို့လေအဲဒီတော့ကလည်းဒီဘုရားဒီအန္တနာဘောဒီဆိုတော့ ယုံကြည်ခဲ့တာပေါ့နောက်ကြမှာတဘောတမန်တွေလိုက်ရှာလူကြီးတွေနဲ့တွေ့ပြီးတော့စကားပြောတဲ့ခါကျမှကိုယ်ကြမှာတဘောတော့အမှန်တိုင်းသိပြီးတော့ရှင်းပြနိုင်တယ်ပေါ့ဗျာမှန်ပါဗျာအဲ့တော့ကဒိဋ္ဌာန်လာပေါ့ဗျာငါတရားအစ်စ်တယ်ဆိုလို့ချင်းဒီပင်ကအဲတဘောတော့ထူးချမ်းချမ်းပေါ့ဗျာသိကျင်တယ်ဆိုတော့အဲ့ဒီမှာနေမုန်တိုင်းတိုက်ပြီးတော့တိတ်ကန်းနေကြိုးကြအဲ့ဒီမှာတဘောတော့အကြောင်းရောက်နေပြီအဲ့ဒီမှာအဲ့ဒီခါတော့ကတဘောတော့ကတပင်းနေလှဲခါလေးတပစီလှဲတာပေါ့တဘောတော့ကကန္နကူကြီးចောင်းဆောင်မှာ တပစီလှည့်မယ်အဲ့ဒီသီရိငါဖုံးကြီးကအာရဏဘောဓိမှာသူကတပစီလှည့်တယ်လှည့်တော့တပတော့ကဖုံးကြီးမလှည့်ပါနဲ့တပတော့ကလူငယ်ဖြစ်တယ်တပတော့ပဲလှည့်မယ်ဆိုတော့တပတော့အဲ့လိုလှည့်ခဲ့တာပေါ့ဗျာအာရဏဘောဓိလှည့်ခဲ့တာအဲ့ဒီလီမိုနိုင်းကြပြီးတဲ့နောက်ကျတော့အဒီလီမိုနိုင်းကြတယ်ဘယ်သူမှလည်းရှင်းသိအောင်မရှိဘူးငါတော့တော့တော့ရှင်းမယ်ဆိုတဲ့ခါမှာအဲ့ဒီအရှင်းမှာအဲ့ဒီထဲမှာဟိုအာရဏဘောဓိရွက်ကြည့်ရတာပေါ့ဗျာကိုရှင်းမှလို့တော့အဲ့ဒီခွိုက်တယ် အဲ့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 ထူးထူးခြားခြားရတာပေါ့ဗျာဟိုတန်းတော့မဟုတ်ပါဘူးတပတော့နောက်ပုစံလဲစဉ်းစားလိုက်တော့ရင်းမြကောင်းလို့ဒီရွယ်ကြီးကပါလို့ပြုတ်မကြပဲနဲ့ဒုက္ခလာစီတာကြားနေကြားနေတယ်အဲ့လိုပဲယူစားတော့ဒီမြရွက်ဒီကတာမခိုင်မြဲပြီးတော့ပတ်လို့ဟိုတို့ရှင်ပြတို့တော့မသိဘူးတို့ရွာပဲမြစ်တွေဖြတ်တယ်လေတမဟိုတငယ်တော်တငယ်တော်စကဲအင်းဆိုတာနေ့တိုင်းနေ့တိုင်းပဲမြစ်တွေတူရတယ် တင်တိုင်းတင်တိုင်းတူးပြီမဲ့အတွင်းနဲ့ရောင်းတဲ့ခါကျတော့တွင်းတူးနဲ့တခါတခါမဒီဘုရားခေါ်တော့မနှစ်ဥလို့ခေါ်တယ်အဲ့မနှစ်ဥတွေကြတဲ့ခါကျတော့ဒီနှစ်ဥထဲတော့ဗာကြီးတာပေါ့နော်ဥကြီးတွေလာလာတွေ့တယ်အဲ့အဲ့ဒီဒီဘုရားလည်းအဲ့ဒါပဲယုံကြည်လိုက်ရောဟိုဒီဒီခုဒီမင်းအရွက်တွေကတော့ကြွေကြတယ်ပေါ့နှစ်နှစ်ချို့အရွက်ပေါ့ဆရာနှစ်ချို့အရွက်ဒီဘုရားလည်းနှစ်ချို့အရွက်ညီမပဲလို့အနန္တဘောဓိတော်ခုတ်မတော် ဒါပေမဲ့ဒီရွှေရလိုက်တယ်ဘုရားကံကောင်းတယ်ဘုရားမှန်ပါဒိဋ္ဌံတော့ဒိဋ္ဌံတော့ဘုရားဟိုတခုရှိတယ်ဒီဘုရားရောက်ခဏတော့ကနေတားပူတာဘုရားမှန်ပါဆရာနေတားပူတဲ့ခါကျတော့ခုဒီဘုရားကမိုးမိုးရွာအောင်ဆိုရွတ်တဲ့ဝါရှိပါလေခုတော့မရောက်ဘူးညမပြေညမပြေအဲညမပြေဒီဘုရားစီလို့ကြောင်းနေသွားပြီးတော့ရွတ်သေးတယ်မိုးကမရွာဘူးမှတော့ကလာဟေလူဖုန်ကြီးကဘာလို့တော့ဆက်တဲ့ခါကျတော့ တော်တော့အဲ့ဒီမှာဒီကြောင်းမဆောက်သေးဘူးဒီဒီဒီထိတ်မှာပဲတော်လမ်းခဲကောင်တက်တဲ့ကြီးတော်တရားထိုင်မယ်ဆိုတော့တရားထိုင်နေတာဘုန်းကြီးမှန်ပါဘူးဒီမှာကဘယ်မှာတော့တရားထိုင်လို့ဇီလိုကြောင်းနဲ့တရားထိုင်တာဘယ်တော့ဒီမှာတရားတဲ့မှန်တော့ဒီတော့ထိန်တာတော့ဘလို့ဖြစ်မလဲဆိုတော့နေရာတအားပူပြီးတော့အပူရှက်ပြီးတော့သူကတည်တာပဲအော်ဒါပေမဲ့ကလားတရားယုံကြည်တာဘာလဲဆိုတော့ဒီတော့တို့ကမြန်မာမင်းပိတ်ရှုလို့မိုးရွာတယ်လို့မထင်ပဲနဲ့ ကလာအဲ့ကလာဒိတ်ထံလို့မိုးရွာတဲ့ဒီလိုလူတွေကအဲ့ဒါချင်းလို့မရဘူးနောက်တကအဲ့ဒီတာသူသိပြီးတဲ့နောက်မှာဒါပေမဲ့ကားနေဆိုရင်မကြမ်းကြမ်းခုမပေါ်နေချိန်မှာလေခဏခဏကားတိုက်တာအဲ့ဒီတာလေကဒီဒရန်းရှိတာတော့တမန်နေ၄၅ရောက်သေးတာအဲ့တော့ဒီလိုဒီမှာကြောင်းဆတ်ဆောက်ဆတ်တော့မယ်ဆိုတော့ဒီမှာဒီမှာလာပြီးတော့နေတော့အဲ့လိုတက်တော့အဲ့ဒါနဲ့ဘာလို့လို့ဆိုတော့အဲ့ဒီဟိုဟာဦးဦးစင်းနေ သုံးပါတယ်လာတဲ့ချိန်ဒီလိုပဲခွာလို့ငါပြောပြတာမင်းမလုပ်လို့ရှင်ငါတို့ဒီမန်းလေးဟိုကံဝါစနီးဖိုင်ကောက်မလားဆိုတော့တို့တော့အဲ့ဒီမှာကံဝါစာဖတ်ပြီးတဲ့နောက်မှာဒီဘက်မှာကောက်တဲ့ချက်လည်းမရှိဘူးလူသူလည်းမရှိတော့ဘူးအဲ့လိုရှင်ပါပြီးတော့တို့ပြောကြတော့ခဏပေါ့သူတို့လည်းသူတို့ယုံကြည်မှုကရှိနေတာသူတို့ရှင်းတဲ့ခါကျတော့ကိုကရှုံသွားပြီဖူလေနောက်တခါခုတို့တော့ခုမတတ်ဘူးလို့ဆိုင်ထားတယ် ဟိုဂျင်းဖွင်းနေအမမှန်တွေ့တပတ်ရောက်ခါတော့တောင်ဂျင်းဖွင်းနေရှိသေးတယ်တပတ်တော့ကြောင်းဟောင်းကို ခုနကမျိုးရှိတယ်အဲဒီဥက္ကလာဆင်းကအဲ့ဒီကြောင်းဟောင်းကြီးကိုဂျင်းတွေကိုရောင်းလိုက်သေးတယ်ဟုတ်အဲ့ဒီဂျင်းတွေရောင်းတဲ့ခါကျတော့ကျော်တန်းတို့မိသားစုကအဲ့ဒီမှာရှိနေသေးတာဟုတ်ကဲ့ရောင်းလို့မရဘူးလေသူတို့သူတို့ကဖဲ့ပြီးမှရောင်းကြရမှာတော့အဲ့ဒီအချိန်ကမှကျော်တန်းတို့ကကံကွက်စံလေးရေးလိုက်တယ်အဲ့ဒီတန်ယုံလေးရေးလိုက်တော့တန်ယုံကနေအဲ့ဒီအဲ့ဒီမှာလည်းရောင်းမရတော့အဲ့ဒီရောင်းမရပြီမှရှိမှသူကမြေကြီး ဝင်ဝင်လိုက်တာကိုရှင်ရလို့အဲ့ဒီရောက်ခဲ့တဲ့သိမှာမအဲ့ဒီမှာအဲ့ဒီရောက်ပြီးတော့အဲ့ဒီချိန်လေးရပြီးတော့အဲ့ဒီအကြောင်းကြီးကိုသူတို့ရှင်ပြန်တို့ဇီရိုအကြောင်းလေးရောက်လို့လိုက်ပြတဲ့ပုံကရှိတဲ့အတိုင်းရေတွင်တွေ့တယ်မဟုတ်လားတွေ့ပါတယ်အဲဆုံးကပြန်မှာမြတ်စွာဘုရားကအော်ရချီစီချီတော်ဆက်ရေတွင်ရေတော်တဲ့ရှင်ပြန်တို့ကြောင်းဟောက်သွားလို့ရှိရင်အဲ့ဒီကြောင်းအုတ်တိုက်ရဲ့ရှိမှရေတွင်ရှိတာနော်အမှန်အဲ့ဒီမှာနေ့တိုင်းနေ့တိုင်းတစ်ချိန်တစ်ချိန်လာပြီးတော့သူတို့စီဝေးလုပ်ပြီးတော့အဲ့ဒီမှာ ဟိုဟောပြောဝဲတွေလုပ်တာအဲ့ဒီဂျင်းဘုန်းကြီးကအဲ့ဒီမှာသူတို့နေခဲ့တယ်ဆိုတဲ့ဟောကျောင်းဒီကျောင်းဟောင်းထဲမှာနေခဲ့တာဒီဘက်တော့ကျောင်းတဲ့ခါကျတော့အဲ့ဒီဂျင်းဘုန်းကြီးဂျင်းကျောင်းဆိုလို့ဆက်လက်ကြည့်ထားတာဒီဘက်တော့တွေ့တဲ့ခါကျတော့အဲ့ဒီကလားတွေကအေးဒီမှာနဲ့ဟိုဂျင်းဘုန်းကြီးတွေ့ပြီးရတယ်ဒါပေမဲ့ဒီဘုန်းကြီးကဘုံမချုပ်ဘူးခါဒီလိုအလုပ်ဖြစ်နေတယ်။ဒါနဲ့တော့အဲ့ဒါနဲ့ဒီဘက်တော့ဘာဖြစ်လို့ဆိုတော့တို့တို့ဒီဘက်မှာ သူကအဲ့ဒီကြောင်ဝယ်လို့မရတော့ဘူးပြီးတော့ဆောက်လို့မရအောင်ရှေ့ဟောင်းဌာနနဲ့ကောက်ကလေးဒီဘက်မှာအခုဆောက်တယ်တနင်္လာရဒီဘက်မှာဆောက်တယ်အဲ့ဒီဒီလမ်းဘက်မြေကလည်းပဲအဲ့ဒီဥက္ကလစီရောင်းတဲ့မြေပဲဟိုရောင်းရတယ်ဥက္ကလစီရောင်းလိုက်တာဒီရောင်းအဲ့ဒီတောင်းဆောင်ကျောင်းဆောင်ပြီးတဲ့ခါကျတော့အဲ့ဒီမှာဆက်ဆောင်တော့ဂျိန်ဖုန်ကြီးရှိတယ်တို့တော့ကြောက်တော့သူကလဲတာပေါ့ဗျာသူတို့ကလာသမျှတွေကအဲ့ဒီဂျိန်ဖုန်ကြီးနေတယ်ဆိုတဲ့အကြောင်းနှစ်ခုရှိတာပေါ့ဗျာဟို0ကျောင်းနဲ့ဟိုရှင်ပြတ်တို့ တောင်းထီးသွားတဲ့ခါကျတော့ချိန်ကြောက်ဆိုတော့တွေ့လို့မယ်အဲ့ဒါကဒီဘုရားတို့စာထဲမှာဒီဘုရားတို့ဘုန်းကြီးဒီဘုရားဘာသာနှစ်ကျင့်၈စုဖျားရှိတယ်သူတို့ကနှစ်ကျင့်၄စုဖျားရှိတယ်ဩတုံးပိုင်းမြောက်ဖျားကအဲ့ဒီမှာမွေးခဲ့တယ်ဆိုပြီးတော့ဆနစ်ရာသွင်းမှာဆောက်တဲ့အကြောင်းတော်ဗျာအဲ့ဒါကရှိရှိအောင်ကြောင်းနောက်တစ်ခါရှင်ပြန်တို့ဟိုဇာတ်လမ်းတွေ့ရှိတယ်မို့လားဒီဘုရားတို့ခုရှင်ပြန်တို့ရောက်တာကဇေရုံကျောင်းကြီးနော်အနန္တဘောဓိခု အနန္တဘောဓိပဲမှတ်လိုက်ပေါ့အနန္တဘောဓိရဲ့ဒီမြောက်ဘက်ကတပိုင်းတောင်ဘက်ကတပိုင်းစံပရမဘင်းပိုင်းတာတစ်ခုတည်းပဲဇေဒမင်းသားမွေးလာတဲ့ခံကြတော့မြောက်ဘက်ပိုင်းကိုပိုင်းပြီးတော့ဇေဒမင်းသားကိုပြေးလိုက်တာနာတဘင်းတတိကနေဝယ်လိုက်တဲ့ခံကြတော့အဲ့ဒီဇေဒမင်းသားညီကနေဇေဒမကျောင်းတော်သူကဖြစ်သွားတာအဲ့ဖြစ်သွားတာကိုပဲတိဋ္ဌိတွေကဂေါရမဗုဒ္ဓရတာကမင်းသားရဲ့